အပြိုင်ဆိုင်ကြွားလုံးထုတ်လာတဲ့ငင်းစင်ပွဲတယောက်သူတွေကိုဘာလဝတ်ယတနာမှမပါပဲအခုလိုတကွဲပြသွားတဲ့ဖူဖွေမင်္ဂလာဝဲတစ်ခုလုံးမှာအလှပစင်ကသူတို့သမီးလေးဖြစ်နေရမယ်ဆိုရရင်ကျေးမှုကိုနားမလည်ကြတဲ့သူတွေတော်တော်များပါတယ် အခုမင်းသမီးစိုးပြည့်တစီရဲ့မင်္ဂလာပွဲမှာဆိုရင်လည်းမင်္ဂလာတရုတ်သမီးထက်ပို့ပြီးတော့တောက်ပအောင်လဘွေယတနာတွေအများကြီးဝတ်ဆင်ပြီးတော့ကြွလုံးထုတ်လာကြတဲ့သူတွေကရှိနေတာပါဒီလိုမျိုးမင်္ဂလာတရုတ်သမီးကိုအားနာခြင်းမရှိပဲအပြိုင်ဆိုင်ကြွလုံးထုတ်ပြီးသူထက်ငါလှပစီဖို့ပြင်ဆင်လာကြတဲ့လူတွေထဲမှာထိတ်တဲမင်းသမီးချောဖူဖူကတော့ပေါဝင်မနေခဲ့ပါဘူးရှင်ဒါကသူမရဲ့အင်မတန်လေးစားစရာကောင်းတဲ့စိတ်ဓာတ်လေးဖြစ်ပြီးမင်္ဂလာဝတ်တယောက်ကြားတဲ့တခြားမင်းသမီးတွေနဲ့တတိမကြီးတွေလည်းအတူယူတက်มาတယ်နော် အထူးသဖြင့်မြန်မာနိုင်ငံရဲ့အချစ်တော်မင်းသမီးလေးစုပြည့်တစင်ရဲ့မင်္ဂလာပွဲမှာသူမကိုအလားပါဆုံးဖြစ်အောင်လို့သူတို့သားဟင်းဝင်ရံနဲ့မိသားစုဝင်တွေကအကောင်းဆုံးဆိုတဲ့လောက်ရတနာတွေအကောင်းဆုံးရွှေသားဝတ်စုံကြီးတွေနဲ့ပြင်ဆင်ပေးထားကြတာပါဒီလိုကြိုးစားအထုံးတွေကတသက်မှတစ်ခါကျင်းပရတဲ့မင်္ဂလာပွဲလေးမှာသူတို့သမီးလေးကိုအလားပါဆုံးဖြစ်စေဖို့အမှတ်တရများစွာကျေးဇူးစီဖို့ဆိုတဲ့အရွက်ချက်ဖြစ်ပါတယ်ဒါကိုတချို့တွေကတော့လူမှုရေးနားလည်စွာသူတို့ဘလောက်ပဲချမ်းသာနေပါစေဘလောက်ပဲလှနေပါစေသူများရဲ့မင်္ဂလာပွဲတက်တဲ့အခါရိုးရှင်းတဲ့ဝတ်စုံလေးတွေကိုသာဝတ်ဆင်ပြီးတော့သူတို့သမီးလေးကို ို့ပြီးအယောင်ဝံတောက်ပအောင်လှုပ်ဆောင်ပေးကြပါရယ်။ဒါပေမဲ့ဆိုပြတဲ့စီရဲ့မင်္ဂလာပွဲမှာဆိုရင်မင်းသမီးတတော်များများကအလှပဆုံးဖြစ်အောင်ပြင်ဆင်လာကြသလိုလဝရတနာတွေကိုလည်းအကြီးကြီးတွေနဲ့တိမ်ပေါင်းများစွာတန်ဖိုးရှိတာတွေကိုဝတ်ဆင်လာကြပါရယ်။ဒီအထဲမှာမင်းသမီးဝုံမုံရွှေလက်ပောင်းဝင်ပြီးထုံစံတိုင်းသူမရဲ့ခရိုနီတတိကရောကြီးဆိုတဲ့အရှင်ဝါတွေကိုထုတ်ပြနိုင်မှုဗရံများလည်းဆွဲကြီးကိုလည်းဝတ်ဆင်လာပါရယ်။တာမန်ဗရံများလည်းဆွဲတာမဟုတ်ဘဲတလုံးတလုံးကငါးကရက်လောက်ကြီးမားတဲ့ဗရံများကြီးတွေကိုလည်းဆွဲကြီးတစ်ခုလုံးမှအပြည့်အဝဆင်မြန်ထားပြီးတော့ဘလောက်ထိချမ်းသာကြွားပြီးပိုင်ဆိုင်မှုကြီးမားတဲ့ ယ်ဆိုတာကိုပါနှက်စော်နဲ့ချပြသွားခဲ့ပါတယ်။ဒီလိုပြင်ဆင်မှုကပုံမှန်ဆိုရင်တော့သူမရဲ့အရှင်ဝါတွေကိုပို့ထွက်စီပြီးလှပစီတဲ့မှန်ပေမဲ့အခုလိုတခြားသူရဲ့မင်္ဂလာဝဲကိုတက်ရောက်လာချိန်မှာတော့ပုံမှန်ချက်ပို့တဲ့ဝတ်စားစီမှုဖြစ်နေတာကတော့အမှန်ပါပဲ။ဒါပေမဲ့ဝုံမုံရွှေနဲ့ကွဲပြားစွာပဲအမတဝန်းကွဲဖြစ်သူဖူးဖေးကတော့တကယ်ကိုလိမ္မာပါနှက်ပြီးတော့ယဉ်ကျေးမှုရှိစွာနဲ့ရိုးရှင်းတဲ့ဝတ်စုံလေးကိုသာဝတ်ဆင်ပြီးပွဲတက်လာတာကိုကြည့်မြင်ရပါတယ်။ဖူးဖေးအနေနဲ့စုပြည့်စစ်စစ်ရဲ့မင်္ဂလာပွဲမှမဟုတ်ပဲတခြားပွဲအခမ်းအနားတွေကိုတက်ရောက်တဲ့အချိန်မှလည်းမင်္ဂလာဝဲဆိုရင်မင်္ဂလာဝဲအလျောက်တင့်တော်တဲ့ဝတ် စားစီရင်မှုနဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းခဲ့တာပါထိတ်တန့်အကယ်ဒမီမင်းသမီးဖြစ်တာကြောင့်ကျန်းသာကြိုးဝမှုတွေဆိုတာများပြားပေမဲ့လိုအပ်တဲ့နေရာမှာသာထောက်ပြပြီးမလိုအပ်တဲ့နေရာမှာပြင်ဆင်မှုမရှိတဲ့ဖူးဖူးရဲ့စိတ်သဘောထားလေးကတော့တကယ်ကိုလေးစားစရာကောင်းပါတယ်နော်အခုစိုးပြစ်တစ်စီရဲ့မင်္ဂလာပွဲမှာဆိုရင်လေဝုံမုံရွှေတာမကတခြားမင်းသမီးများစွာတတိသမီးများစွာကလည်းပိုင်ဆိုင်တဲ့မြတ်လက်ဝတ်ရတနာတွေကိုအကုန်ထုတ်လာတယ်လို့ထင်ရအောင်မင်္ဂလာပွဲမှာပြင်ဆင်လာကြတာကမြင်လို့မကောင်းပါဘူးဒါကြောင့်မှမင်္ဂလာသူတို့သမီးလေးဖြစ်တဲ့စိုးပြစ်တစ်စီကအင်မတန်တန်ဖိုးကြီးတဲ့ရွှေသားစစ်စစ်မင်္ဂလာဝတ်ဆုံ ကြီးနဲ့ဗရံများတွေစီချဲထားတဲ့ဝတ်စုံကြီးကိုဝတ်ဆင်ပြီးပွဲထွက်နိုင်လို့သာမင်္ဂလာပွဲလာရောက်သမျှသူတွေရဲ့အပြိုင်ဆန်မှုတွေကိုတောက်ပတဲ့အရှင်ဝါနဲ့ကြော်တက်နိုင်ခဲ့ပါတယ်။သူတို့တမီဆူပြည်သစင်သာတလောက်ဝတ်စားမထားဘူးဆိုရင်တော့သူမရဲ့မင်္ဂလာပွဲလို့ထင်ကျင်စရာတောင်ရှိမှာမဟုတ်ပါဘူး။ဒီလိုမျိုးပြောရတဲ့အချိန်အပြိုင်ဆန်ကြွားလုံးထုတ်လာကြတဲ့မင်္ဂလာပွဲတယောက်သူမင်းသမီးတွေတတိမကြီးတွေနဲ့ဘာလို့ယရနာမှမပါပဲရိုးရှင်းစွာပွဲတက်လာတဲ့ဖွဖွေးတို့ရဲ့ကွဲပြားချက်အပေါ်ပြည်သက်ကြီးတို့ရောဘလိုမျိုးများထင်မြင်မိကြပါလဲရှင်။